အသိအဖွဲလုပ်ပြီးတော့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းသင်္ကန်းဝတ္ထုတရား၄ပါးဆိုတာမှတ်သားပြီးတော့စီးုံတဲ့နေရာမှာအမြဲတမ်းအရေးကြီးပါတယ်နော်အေးအစီယုံလုံးထလုံးယုံနေမှာကဘူးမိသားစုထဲမှာလည်းပဲစီးုံရဖို့အမြဲတမ်းအရေးကြီးတယ်ပေါ့မိသားစုဟာဒါအသေးငယ်ဆုံးသော society လို့ပြောရမှာပါ လူတွေရဲ့ society ဟာမိသားစုတစ်ခုဟာ society လေးတစ်ခုပဲကိုယ်မိသားစုအတွင်းတောင်တချို့ကမစည်းရုံးနိုင်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်မတည့်ကြဘူးလေညီကောင်မောင်နှမတွေတယောက်နဲ့တယောက်မတည့်ဘူးတဲ့နော်အမေနဲ့သားသမီးတွေနဲ့မတည့်ဘူးတဲ့အဖေနဲ့သားသမီးတွေနဲ့မတည့်ဘူးတဲ့မစည်းရုံးနိုင်ကြဘူးပေါ့အဲ့ဒီမစည်းရုံးနိုင်တာဘာကြောင့်လဲလို့ဆိုလို့ရှိရင်အခုပြောရတဲ့သင်္ကားဝတ္ထု၄ပါးဆိုစည်းရုံးဖို့ရာအတွက်ဒီ အကြောင်းအချက်၄မျိုးအသုံးမချလို့ပဲဒါ four conditions of unity ပေါ့ four conditions of unity unity ဖြစ်ဖို့ရာအတွက်ဒီအကြောင်း၄မျိုးဟာအမတန်မှအရေးကြီးတယ်ဒါကြောင့်မို့အသိအဖွဲလှုပ်တဲ့ပုံကိုပဲဖြစ်စေမိသားစုပဲဖြစ်စေတစုတဝီတဲ့နေတဲ့အချိန်အခါကာလမှာဟောဒီစီယုံကြီးတရား၄မျိုးသင်္ကန်းဝတ္ထုတရား၄မျိုးဟာ အမတန်မှအရေးကြီးတယ်။သင်္ဃာဆိုတာစုစည်းပေးတာတဲ့။လူတွေစည်းလုံးညီညွတ်နေအောင်စုစည်းပေးနိုင်တဲ့ဆွမ်းအားရှိတယ်။အဲ့ဒီလေးမျိုးကဘာလဲလို့ဆိုရင်ဒါနပေးတာကံတာရှိရမယ်။စည်းလုံးညီညွတ်မှုအတွက်ပေးမှုကံမှုဟာအမတန်မှအကောင်းဆုံးသောစည်းလုံး။ဒါကြောင့်မို့ပေးကမ်းခြင်းသည် အောင်မြင်ရ၏လို့ပြောတာနော်။ခုခေတ်လူတွေပုံပြီးတော့သဘောပေါက်တာပေါ့။ ဘာဖြစ်ဖြစ်ပေးလိုက်လို့ရှိရင်ချောတယ်ပေါ့မပေးရင်မချောဘူးဟုတ်လားအရာရာဟာပေးလိုက်လို့ရှိရင်လုပ်ငန်းကင်တာချောမွေ့အောင်မြင်သွားနိုင်တယ်ပေါ့ဒါလည်းစီယုံရည်တစ်ခုပဲဒါနဆိုတာပေးရကမ်းရတယ်မိသားစု အတွင်းမှာပဲဖြစ်စီပေးရကမ်းရတယ်နော်အမေဖေလှုပ်တဲ့ပုဂ္ဂိုလ်ကခီးသွားတယ်ပြန်လာတဲ့အခါသားလေးအတွက်သမီးအတွက်ဆိုဟောဝဲလာပေးတယ်မွေးနေ့ဆိုရင်မွေးနေ့လက်ဆောင်လေးပေးတယ် သာသမီတွေမွေးနေဆိုရင်မွေးနေလက်ဆောင်လေးပေးတယ်လူကျင်နာလေးတွေဝယ်ပေးတယ်ဝယ်ပေးရင်ဟောသာသမီကလည်းအမေကိုပူချစ်လာတယ်အဖေကိုပူချစ်လာတယ်ဟောသာသမီဘက်ကကြည့်လို့ရှင်လဲအမေအဖေကိုဘယ်တော့မှပြစ်မထားဘူးခင်းကောင်းလေးတစ်ခွက်ချက်ရင်အမေအိမ်ပို့ပေးတယ်အဖေအိမ်ပို့ပေးတယ်ဟောအမေကြိုက်တတ်တဲ့အစာလေးအဖေကြိုက်တတ်တဲ့အစာလေးဟောတယ်လို့ပေးတာအော်ဒီအဝတ်ကလေးကတော့အမေနဲ့တော်တယ်ဒီအဝတ်ကလေးကအဖေနဲ့တော်အော်မိဘဆိုတာ သားသမီးကပေးပြီဆိုလို့ရှိရင်ခုံယူပြီးတော့တပြပြဒါသားလေးကပို့လိုက်တာဒါကသမီးလေးကပို့လိုက်တာနဲ့ဆိုပြီးတော့ပေးလိုက်တာဆိုပြီးခုံယူလို့မဆုံးဘူးအေးဒါကြောင့်မလို့ဒါဟာစီယုံရည်တစ်ခုပဲစီယုံနယ်ဆိုတာမေတ္တာနှောင်ကြိုးတဲပေးတာပဲတယောက်နဲ့တယောက်မေတ္တာချင်းစီလုံးမိသွားတာဒီအိဗယ်ကိုပြောတာလူတွေကတဦးနဲ့တူမေတ္တာနှောင်ကြိုးဖြစ် ထိန်းထားနိုင်မှသာလင်စီယုံမှုဆိုတာမပြိုကွဲနိုင်ဘူးတဲ့မိသားစုအတွင်းမှာလည်းပဲဒီမေတ္တာနှောင်ကြိုးမေတ္တာကြီးထွားလာအောင် လုပ်တဲ့ဤစနစ်ဟာအခုလိုတန်ဖိုးတွေမကြီးလာပေမဲ့လို့ပေးမှုကမ်းမှုလေးကိုမပြတ်လုပ်ပေးရတယ်တဲ့ဇနီးမောင်နှံတဲ့ဦးဆိုလို့ရှိရင်လည်းနော်အေးယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကဇနီးကိုလက်ဆောင်ပန္နာပေးတာသူကြိုက်တတ်တဲ့အစာလေးပေးတာ ဝဲလာတာဟော တဦးနဲ့တဦးဟာမေတ္တာနှောင်ကြိုးကပို့ပြီးတော့ခိုင်မြဲလာအဲ့ဒါလို့တဦးတူစင်နာမှုတွေနဲ့ပေးကြကမ်းကြပြီဆိုလို့ရှိရင်ဟောဒီဌာနပေးကမ်းခြင်းသည်အောင်မြင်ရ၏ဆိုတဲ့အတိုင်းအရေးကြီးဆုံးသောစီလုံးရေးတစ်ခုဖြစ်ပါတယ်အပေါင်းအသင်းထဲမှာအသင်းအဖွဲ့ထဲမှာတဦးတူမှာပေးရတဲ့ကမ်းရတဲ့အဖွဲ့အသင်းတစ်ခုလှုပ်ထားလို့ရှိရင် ကိုယ့်အိမ်မှာစားစရာရှိဟေးလာကြဟေးတို့အဖွဲ့ဝင်တွေခေါ်ပြီးတော့ကြွေးတယ်နော်ညံ့ညံ့တတာဆရာလှုပ်ကြတယ်ဟောအဲ့ဒီလိုလှုပ်ချင်းဖြင့်ပို့ပြီးတော့စီလုံးမှုတွေရလာနိုင်တယ်ပေါ့အေးဒါနဆိုတာရှိတာတခါတည်းဟန်ဒါလေးနဲ့လုံလောက်ပြီလားလို့ဆိုမလုံလောက်သေးဘူးပေးယုံကမ်းယုံလေးနဲ့လုံမလုံလောက်သေးဘူးဒါကြောင့်မို့ဒုတိယတစ်ခုမြတ်စွာဘုရားကထပ်ဖြစ်ဟောတယ်ဒါကပါတော့ဆိုပေယဝိဇ္ဇာ ကျင်နာတဲ့စကားပြောဖို့ရင်ကျေးတဲ့စကားပြောဖို့ချစ်ခင်ပွဲရာစကားပြောဖို့လိုအပ်သေးတယ်အေးတချို့ကတချို့ကပေးတာတဲ့ဒီစကားပြောတဲ့အခါမှာကျင်ညာနာရင်ကျေးကြီးပြောတာကိုပူသဘောကျတယ်အဲ့ဒါလို့ရင်ကျေးကြီးသဘောကျတော့ဒီအတွက်ကြောင့်မြတ်စွာဘုရားကပေးမှုကမ်းမှုအပြင်းနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ အကူအရွယ်ဆိုရင် အကူလို့ခေါ်ရမယ်ညီလေးအရွယ်ရဆိုရင်ညီလေးလို့ခေါ်ရမယ်အမအရွယ်ဆိုအမနော်အေးတချို့ကျတော့မတန်မတန်အရွယ်ကြီးခေါ်တာရှိသေးတယ်ကိုယ်ရဲ့ငယ်ရဲ့တန်းနဲ့အန်တီလို့သွားခေါ်ရင်ရံဖြစ်ခံမှာပဲအဲ့ဒါနော်ကိုယ်နဲ့တန်းတူကြီးသွားပြီးဦးလေးလို့ခေါ်လို့ရှိရင်လည်းဒုက္ခပေးမှာပဲအဲ့ဒါမျိုးဩသူတန်ရတန်ရလေးခေါ်ပြီးတော့ယဉ်ကျေးကျေးပြောဆိုဆက်ဆံမယ်ဆိုလို့ရှိရင်စီလုံးမှုကပို့ပြီးတော့အောင်မြင်လာနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားက ဒုတိယလောက်ရမှာပေယဝိဇ္ဇာတဲ့စီယောရေးအတွက်နော်ချစ်ခင်ပွဲရာရှင်ကြီးတဲ့စကားမျိုးနဲ့ပြောဆိုဆက်ဆံ။အော်နောက်တစ်ခုကနောက်တစ်ခုအသုံးပြုရမယ့်စီယောရေးတစ်ခုကဘာလို့ဆိုရင်အထသရိယအထဆိုတာအကျိုးသို့မဟုတ်ကိစ္စသရိယဆိုတာပြုလုပ်ပေးတာ။တစ်ဖက်သားမှာကိစ္စရှိရှိလို့ရှိရင်ကြည့်ပြီးတော့မနေဘူး။ ေတို့တော့မအားသေးဘူးမသွားနိုင်ဘူးဆိုတာမလုပ်ဘူးကိုယ့်အလုပ်ကိုအသာပယ်ထားပြီးတော့သူ့တောင် သူ့အလုပ်သူ့မှာအရေးကြီးတဲ့ကိစ္စရှင်ဝိုင်းဝန်းဆောင်ရွက်ပေးကြတယ်။အေးတစ်ဖက်သားရဲ့ကိစ္စကိုမနေတတ်ဘူးဝိုင်းပြီးတော့ဆောင်ရွက်ပေးတယ်ဆိုဟိုလူကကျေးဇူးတွေတင်လို့မေတ္တာတွေတက်ဝင်လာတယ်ပေါ့။ဒါကြောင့်မို့အထသရိယာဆိုတာလည်းအမတန်အရေးကြီးတယ်ပေါ့။တချို့ကချူသာတဲ့စကားကိုပြောပြီးမဲ့လို့လက်မပါတာရှိသေးတယ်လေ။ အလုံးလုံးဆရာရှိတဲ့အခါကျတော့ရှောင်းဖဲရှောင်းဖဲနေလို့ရှိရင်အေးဒီလူကသူ့ကိစ္စရှိရင်ဒါသူများကိစ္စရှိရင်ဘယ်တော့မှဆိုမလုပ်ဘူးခေါင်းတိတ်နေတတ်တယ်ဆိုတဲ့အမြင်နဲ့စီယုံရေးဟာပြက်ပြားသွားနိုင်တယ်။ဒါကြောင့်မို့မနေဘူးသူများကိစ္စရှိရင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုအထသရိယာဆိုတာလည်းပဲစီယုံရေးအတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့။နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုရင်တမာနတ္တတာလူတွေဟာတဦးနဲ့တူဆက်ဆံတဲ့အခါမှာ ချမ်းသူဆက်ဆံဖို့လိုအပ်တယ်တချို့ကတော့မတူမတန်လှုပ်တတ်တယ်မတူမတန်လှုပ်ပြီးတော့အထင်သေးပြီဆိုလို့ရှိရင်မေတ္တာလေးခံသွားနိုင်တယ်ပေါ့ကိုယ်တည်းဘလောက်ဖဲငယ်ငယ်မတူမတန်သဘောမထားဘူးအလေးထားတယ်တန်ဖိုးထားတယ်တန်ဖိုးထားပြီးတော့ဆက်ဆံတယ်မိမိနဲ့ကိုယ်တူထားတယ်ဟောအဲ့ဒါလို့မိမိနဲ့ဓာတ်မှုထားပြီးတော့ဆက်ဆံတတ်ပြီဆိုလို့ရှိရင်စီယုံမှုဟာအောင်မြင်တယ် ။ဒီတားကြောင့်မို့မြတ်စွာဘုရားကဒါနပေယဝိဇ္ဇာအထသရိယသမဏတ္တတာတဲ့။အဲ့ဒီ၄မျိုးဟာ တကယ်စီယုံရေးကောင်းတဲ့နေရာမှာ၄မျိုးဖြစ်တယ်ပေါ့။ဟောဒီစီယုံရေး၄မျိုးမှာအသုံးမပြုဘူးဆိုလို့ရှိရင်တဲ့။မိသားစု အတွင်းတောင်မှမိဘဟာသာသမီရဲ့အကျိုးမခံစားရတတ်ဘူး။မိဘပင် ဖြစ်နေကြသာသာသမီးကမိဘကိုပြစ်ထားတတ်တယ်။ဩ ာသမီးကမိဘကိုပြစ်ထားသလိုမိဘကလည်းတာသမီးကိုပြစ်ထားအချင်းချင်းအဲအစီမကူကြဘူးပေါ့ဒီလိုဖြစ်တတ်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကအဲ့ဒီစီယုံရေး၄မျိုးဟာဘလောက်ထိအရေးပါသလဲလို့ဆိုလို့ရှင်မြင်းလဲတို့လဲတို့ဘိန်းကျွတ်မသွားအောင်ဘေးကနေပြီးတော့ဂလန်ကလေးတတ်ထားတာနဗန်ဆောင်လို့ခေါ်တယ် အဲ့ဒီနဗန်ဆောင်လို့ပဲအမတန်မှအရေးကြီးတယ်တဲ့ဆိုလိုတာခုခေတ်ကားဆိုရင်တော့ဒါနတ်ပေါ့နော်ဘိန်းကျွတ်သွားလို့ရှိရင်ဒီကားဟာဆက်သွားလို့မရတော့ဘူးပေါ့လောကကြီးဟာစင်ဆက်မပြတ်စီယုံရေးဟာအောင်မြင်နေဖို့ရာအတွက်ဟောဒီ၄မျိုးဟာ အမတန်မှအရေးပါတဲ့အခန်းကဏ္ဍရှိတယ်လို့ဒီလိုဟောလို့တာ